မင်္ဂလာပါရှင်ဒီနေ့မှာတော့ Napoleon Hill Napoleon Hill ရဲ့ The Master Key to Riches စာအုပ်ထဲကဘဝရဲ့စီးစိမ်ကြီးဆက်နှစ်ပါအနက်ဒုတိယပိုင်းအချက်၄ချက်ကိုအကျေတဝင်းရှင်းပြပေးလိုက်ပါတယ် Napoleon Hill ရဲ့ The Master Key to Riches စာအုပ်ထဲကဘဝရဲ့စီးစိမ်ကြီးဆက်နှစ်ပါအနက် အချက်9မှ8အထိကိုဆက်လက်ဖော်ပြပေးလိုက်ပါရရှင်။နံပါတ်9အချက်က The hope of achievement အောင်မြင်လို့သောမျှော်လင့်ချက်ဖြစ်ပါတယ်။အောင်မြင်မှုနဲ့ပန်းနိုင်များရရှိရန်အတွက်အနာဂတ်အပေါ်ငြင်းတဲ့အပြုသဘောဆောင်ပြီးရှင်သန်နေသော စိတ်အားထက်သန်မှုဖြစ်တယ်။စစ်မှန်သောစီးစိမ်ကို ပိုင်ဆိုင်သူကလက်ရှိဘဝကို ကျေနဲ့ယုံတာမကမနှက်ဖြန်မှာပုံမူကောင်းမွန်တဲ့အခြေအနေများဖန်တီးနိုင်မရလို့အမြဲမျောလင်းချက်ထားရှိပါတယ်ဒီမျောလင်းချက်ကလူတဦးကိုရှေ့သို့ဆက်လက်တိုးတက်စေသောလုံးဆောင်မှု motivation ဖြစ်ပါတယ်ဒီရာကရည်မှန်းချက်ခိုင်မာမှု definiteness of purpose မှအစပြုပြီးမပြီးဆုံးသေးသော အနာဂတ်ပန်းနိုင်များကိုကြိုတင်မြင်အောင်ခြင်းအဖြစ်ပျော်ရွှင်မှုကိုရရှိစေတယ်။နံပါတ်6အချက်က the capacity for faith ယုံကြည်မှုစွမ်းဆောင်နိုင်စွမ်းဖြစ်ပါတယ်။မိမိရဲ့ရည်ရွယ်ချက်လုပ်ငန်းစဉ်နဲ့စွမ်းရည်များကိုနက်နက်နဲနဲယုံကြည်နိုင်စွမ်းရှိခြင်းဖြစ်တယ်။ဒီချက်ကဘာသာရေးယုံကြည်မှုတသက်ကိုဆိုလိုခြင်းမဟုတ်ဘဲ မိမိရဲ့စိတ်ကူးများကိုလက်တွေ့အဖြစ်ပြောင်းလဲနိုင်သောပုံပိုင်စွမ်းရည်ကိုယုံကြည်ခြင်း self confidence ကိုအဓိကဆိုလိုပါတယ်စိတ်ကူးရင်အောင်မြင်မှုများအားလုံးကဥစွာယုံကြည်မှုမှအစပြုတယ်စစ်မှန်သောယုံကြည်မှုရှိမှသာအခက်ခဲများနှင့်ဝေဖန်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ပြီး mastermind အဖွဲ့ဝင်များရဲ့ ယုံကြည်မှုကိုလည်းရရှိနိုင်မှာဖြစ်တယ်။နံပါတ်9အချက်က willingness to share one's blessings မိမိရရှိသည်ကိုခွဲဝေခံစားလို့စိတ်ဖြစ်ပါတယ်။မိမိရဲ့အချိန်အသိပညာကျွမ်းကျင်မှုနဲ့ငွေကြေးအရင်းမြစ်များကိုအခြားသူများနဲ့ဝေမျှရန်ဆန္ဒရှိခြင်းဖြစ်တယ်။နပိုလီယန်ဟေးရဲ့သတ္တနာကအောင်မြင်မှုဆိုတာပေးကမ်းခြင်း ကေဗင်နှင့်ဓာရိုက်ဆက်ဆက်နေပါတယ်။မိမိရရှိသောအရာများကိုပြန်လည်ဝေမျှခြင်းဖြင့်မိမိကိုယ်တိုင်ရဲ့စိတ်ဓာတ်ကိုမြင်မားစေုံသာမကပုံမကြီးမားသောပူပေါင်းဆောင်ရွက်မှုနှင့်ကောင်းချီးများပြန်လည်စီးဆင်းလာမည်။မိယာမ Law of Compensation အကိုလေဟန်ဒီပေးပါတယ်။ဒီချက်က going the extra mile ိုး၍調査ခြင်းနှင့်ဆက်ဆက်၍ဝန်ဆောင်မှုပေးခြင်းအခြေခံမှုကို အားဖြည့်ပေးတယ်။နံပါတ်၈အချက်က a labor of love ချစ်ခြင်းမေတ္တာဖြင့်လှူဆောင်သောအလုပ်ဖြစ်ပါတယ်။မိမိရဲ့အတက်မွေးဝမ်းကြောင်း အလုပ်သို့မဟုတ်ဝါသနာကိုတကယ့်ကိုနှစ်သက်မြတ်လို့ပြီးစိတ်အားထက်သန်စွာလှူဆောင်နေရခြင်းဖြစ်တယ်။အလုပ်ကို ပင်ပန်းဆင်းရဲမှုတစ်ခုအဖြစ်ရှုမြင်မိအစားပျော်ရွှင်မှုနှင့်စိတ်ကြည်နှံ့မှုပေးသောလုပ်ငန်းတစ်ခုအဖြစ်မြင်ခြင်းကိုဆိုလိုရဲလူတစ်ယောက်ကမိမိချစ်သောအလုပ်ကိုလုပ်တဲ့အခါစိတ်အားထက်သန်မှု enthusiasm အပြည့်အဝရှိပြီးပုံမှန်ကောင်းမွန်သောရလဒ်များကိုအလိုလျောက်ထွက်ပေါ်လာစေတယ် အဲ့ဒီအခါအလုတ်ကအတင်းကျက်လို့ရတော့တောင်းဝန်တစ်ခုမဟုတ်တော့ပဲဘဝရဲ့စည်းစိမ်တစ်ခုဖြစ်လာတယ်ဒီချက်လေးချက်ကစိတ်ပိုင်းဆိုင်ရာနှင့်အလုတ်ယုံကြည်မှုကျွမ်းကျင်မှု ပေးကမ်းခြင်းချစ်ခြင်းမေတ္တာကြွယ်ဝမှုကိုအလေးပေးထားပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ဖို့ channel ကို subscribe လုပ်ပါခေါင်းလောင်းလေးကိုနှိပ်ပါ အေ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 ာကိုရွေးခဲ့ပါရှင်။တင့်ရဲ့တွေးတွေနဲ့တိုက်ဆိုင်တဲ့အတွေးတွေရှိရင်ဒါမှမဟုတ်စတင်ကျင်သုံးကျင်တဲ့အချက်တွေရှိရင်ကွန်မန့်မှာရေးခဲ့ပါနော်။ Next level မှာတင့်ရဲ့ next level version ကိုတက်လန်းကြပါစို့ကျေးဇူးတင်ပါတယ်ရှင်။